အားလုံးပဲမင်္ဂလာပါတသသိန်တော်အပိုင်း130နေသူ့ကိုစစ်ပြီးပြီရဲဘော်တွေကိုပြောလိုက်ပန်းချင်တွေကိုအေးစစ်ခေါ်သွားကြလို့နောက်ကိုတက်နီကော့ဆက်တွေကိုငါမဖမ်းချင်တော့ဘူးကွာပြောပြီးပန်းချင်စီတို့ဆက်ကြည့်နေသည်ပြင်ပေါနာရင်ပွင့်နေသောချွေးပန်းကလေးများကိုအမတ်မထင်ကန်ကြည့်နေသည်ခဏနေတော့အခန်းထဲမှာခက်သက်သက်ထလာပြီးကြီးနေပေးတွင်နေစားလုံနေသောပရိုခေါ်နှင့်ရဲဘော်တစ်တိုက်ကိုလှမ်းပြလိုက်သည်အေးတက်နီတုံမန်ကိုလှုပ်လိုက်ကွာခီးသွားလက်မှရေးပြလိုက် အခန်းထဲပြန်ရောက်တော့ရှီအောင်မန်ဂျီနယ်တွင်ကြည်ပြီးလက်ဆင့်လိုက်သည်။ဘာဖြစ်လို့တက်နေသုံးမန်းကိုလှုပ်ဖို့အမေပေးမိမှန်းသူ့ကိုယ်သူမသိဖြစ်နေ။ရန်သူကိုတနာမိသည့်အတွက်သူ့ကိုယ်သူမကြည်မနှံဖြစ်နေသည်။တပြိုင်တည်းတွင်ဝမ်းလဲတောင်းနေသည်။သို့တော်ထူးဆန်းနေသည်။မနေ့ကပင်သူ့ရဲဘော်တွေကိုပြောခဲ့သည်။ကော့ဆက်ချင်းချင်းပဲမေအနီတဲရောက်သွားတဲ့ကော့ဆက်ကတော့ရန်သူပဲ။ရှင်းပြရမှာပဲဟူ၍ခြံဝင်းထဲသို့ဆင်းလာခဲ့သည်။ရာသီတို့တောင်းတောင်းရာရှိနေ။ခြံဝင်းတနေရာတွင်အရာရှိရအောင်လုံးခေါ်ပြီးအစည်းအဝေးထိုင်ကြသည်။ အားလုံးဘူကြီးပိုလီတုံးစင်တယောက်ကငုံစေးတို့ကိုဖွင့်တော့အားလုံးဝိုင်းတောင်းကြသည်ဂရီကိုအဖို့မင်ကုန်ပြောသည်ငါတို့ဘာဆက်လုပ်ကြမလဲဘယ်လန်းကဆက်ထွက်ကြမလဲတဲမှုတယောက်ကခက်ဆန်းဆန်းဖြစ်သည်သူတို့အိမ်ကဘလောက်ရှိလဲတုံမန်းစီကမင်းဘာတွေသတင်းရလိုက်တယ်ဂရီကိုဂရီကိုအပြေးလာစိတ်တွတ်ကြည့်သည် ကော့ဆက်တခွဲမှုတွေအားလုံးညင်နေကြသည်စင်စင်ဆောဆောပြောမိချင်မဟုတ်လားအလုံးကောဆက်ညီကိုတွေမို့ရင်းနေနေဆွေးနေကြသည်တက်ဖွဲ့စည်းပုံအဆင့်တန်းတွေကိုမိထားကြသည် အားလုံးငယ်မွေးချက်မောက်တယ်မဟုတ်လားဟေးဂရီကိုခဏခဏလေးစဉ်းစားပြရစီကွာမတို့ဒီနေရာမှာတစ်ချက်မှလို့မရဘူးနော်ခဏလေးတွင်အယူဆအတီးတီးတင်ပြကြသည်အများစုကအသာစီးကအနေတိတန်အောင်ရှစ်ဆက်ပြီးဝေးကြီးသူစက်မချီရင်သဘောထားပြကြသည်ကိုဒေတာတွင်ခြေဆက်ပြီးခန့်စစ်အနေထားတိုင်းကိုဒေတာကိုကောင်းဝင်သို့သောသွေးပူနေသူတယောက်ကဗီယင်ရှင်စကားညွှန်ကြားချက်တိုင်းရှေ့သို့ဆက်ချည်ရင်တောင်းဆိုသည်သူကဆက်ပြီး ီမှာဆက်ပြီးအချင်းဖြိုးနေစရာအကြောင်းမရှိဘူး။ NIST ဆက်တက်မယ်။ဂရီကိုရှေ့ကတက်ရင်ငါတို့အားလုံးအဆင်သင့်မယ်။ငါတို့ကိုထောက်ခံတဲ့လူကလက်ဆုပ်စာပဲရှိ။သူတို့နောက်မှာရုရှားတိုင်းနိုင်ငံလုံး။ဒါပေမဲ့ငါတို့ထိုးပေါက်မယ်။လက်နက်အင်အားမမျှပေမယ်။ငါတို့လက်အုပ်မှုယူရင်နိုင်မယ်။ရွာကလူတွေကြတော့ပေါ့။တက်ကြီးရိုးတွေမိမတွေကလေးတွေအတွက်ဘယ်လိုစဉ်းစားမလဲ။ရွာမှာနေခဲ့ပေါ့။မင်းကိုမင်းတော့ဟုတ်နေရပေါ့။မင်းဟာငါတုံးမယ်။ຫນွေဥပေါင်းထွင်းရချင်းကိုသူတို့တီးတိုးတိုင်မင်းကြသည်။ ခြေလုံးစတိုက်နေလေဘယ်ချင်းထွန်းကြရဲကြမည်လဲစိုက်ကြပြူကြမည်လဲသူတို့အစီဝေးဝေးကြီးအသက်ဝင်လာသည်အသက်ကြီးကြီးကော့ဆက်တယောက်ကအားလုံးကြောင့်အော်ပြောလိုက်သည်ငါတော့ငါချန်ကိုရောစိုက်ခင်းကိုပါမထားခဲ့နိုင်ဘူးရွာကိုပြဲမယ်ဆိုရင်ငါတက်ခွဲရှိဆုံးကဖြစ်ရမယ်တိုက်ရမယ်ဆိုရင်လေကိုယ့်ရောက်ကိုကာဝေးရင်တိုက်မယ်သူများရအတွက်သွားပြီးအသေးခံတိုက်မပေးနိုင်ဘူးဂရီကိုအားလုံးအမြင်တွေကိုညင်ပြီးနားထောင်နေရမှာဆုံးဖြတ်ချက်ချပေးလိုက်သည်ဒီနေရာကိုရှည်တမ်းဖြစ်ထားမယ်ခရစ်နိုကက်ကကော့ဆက်တွေငါတို့နဲ့လာပေါင်းရင်သူတို့တော့ပါကာကွယ်ပေးမယ် တို့သွားစရာဘဲမှမရှိဘူး။ကဲစီဝေးပြီးပြီ။ကုတက်ခွဲကိုပြန်ချ။အခုထွက်မယ်။ချက်ချင်းထွက်ပြီးနေရာယူမယ်။နောက်နိုင်ဝဲကြာရင်ဂရီကိုဒီလမ်းလုံးပြည့်စီတန်းချီတက်သွားတော့တမျောတခေါ်သူ့မျက်နှာကိုကြည့်ပြီးပီတိကြီးစွာဖြစ်လေရှိသည်။တပြိုင်တည်းတွင်နာဂျီခံပြင်းစိတ်တွေစိုးရင်စီတွေနဲ့ထွေနေလေသည်။သူတို့ဆန္ဒနဲ့အညီသူတို့ကိုဥဆောင်နိုင်မီလား။ထောင်ပေါ်မျက်စောတော့ဒီကော့ဆက်တည်းရဲ့ဆန်းဆောင်ရည်ကိုငါထင်ကြောင်ပဲ့ပြနိုင်မှာမလား။တရင်တရင်နဲ့မဟုတ်။တမန်တခုလုံးကိုထင်ရမှာ။ငါကဘာပြညာမှလေမတန်းတခုတော့ရှိရင် ဘသူရီနဲ့တိုက်ဖို့သူတို့ကငါအုံဆောင်နေရလေလူတွေချင်းချင်းတိုက်ဖို့ပဲဘသူဘက်ကမှန်တာလေစသည်ဖြင့်တွေ့ရင်သူချာချာလဲသွားသည်အန်ကိုတင်းတင်းကျပ်ပြီးသူတို့နှစ်ဘေးမှာနိနိကက်ကက်စီးလိုက်သွားသည်သူမျက်လုံးထဲမှာအာမန်ရဲ့ရောင်နေမှေ့မိန်သွားပြီဆိုရီစိန်နဲ့ခါသင်းနာကြီးစိန်များဝင်လာတော့သည်အခန်းကွန်နေအောင်ကြီးသည်ဂရီကိုနှင့်သူသက်သက်များကြီးကြောပြင်ကိုအပူပြေးလေရှိသည်ရန်ခါရင်သောနှင်းဖုံးနေသည့်တောင်ထဲများကိုဖျက်တိုက်လာသည့်လေကိုရှူချက်ရသည် ဂရီဂိုကသူ့တက်တီကိုလှဲလန်းချောင်းတိုင်းချိတက်သွားစေသည်ဟိုဝေမှာလေးဟက်ကြီးဤနောက်ဖက်တွင်တက်နေကောင်းတွေကိုမှုန်ရိပ်ရိပ်လက်မြင်ရသည်စီဖရီတော့ရွာနာရောက်တော့ပွဲကြီးပွဲကောင်းစတော့၏ဂရီဂိုသည်တက်ရင်မှုတရားပြီးတော့စစ်ကြောမှုတရားနေဖြင့်အဝေးမှာကြီးကြဲညွန်ကြားမိဖြစ်သည်သို့တော်သူကသူ့ရဲ့ဘော့များနဲ့တူချိတက်သည်တိုက်ပွဲစပြီသို့တော်စနစ်တကျမဟုတ်တရင်တက်ခွဲများသည့်အမိန်ပြထသည့်အတိုင်းမဟုတ်တော့ဘဲထင်းတယ်လို့ကျဲကြတော်သည်ဂရီဂိုကိုရိုင်းဦးစီးသည့်မြင်တတ်သည့်အထူးကြသည့်နေရာကိုယူထားသည် ကောဆက်တင်နေကဗျူဟာတိုင်းတက်ဖို့ဂရီကိုဆုံးဖြတ်ထားသည်အလေဦးချောင်းကမတိုက်ပေဘေတောင်မန်တို့မဟုတ်ညတောင်မန်ကိုဝင်တိုက်မည်ရန်သူနောက်တန်းကိုသတင်းမရရအောင်ပို့ပေးမည်ညညမှာဝင်တိုက်ပြီးရန်သူစစ်ချက်ချအောင်လုပ်မည်သို့သောစီဗရီဒေါ်ရနာရောက်တော့စိတ်ပြောင်းသွားသည်တက်ခွဲတစ်ခွဲကိုသူကိုယ်တိုင်ဥဆောင်ပြီးရှေ့မှတရေချန်စီးသွားသည်ကြံတက်ခွဲတစ်ခွဲကိုမြင်းပေါ်မှာဆင်းစီပြီးရွာပြင်စားဝင်ဆိုင်ခင်းနေရင်ဝေခိုင်းထားသည်သူရှုမှာတည်ရင်ရင်ကြုံများသောတက်နေမြင်တယ်သူတို့အလုံးခုပါစမှာကော့ဆက်မြန်ဖြစ်သည် မှန်ပြောင်းတဲ့လမ်းကြီးတော့မြင်အောင်လို့အမိဖြတ်ထားသည်ဒွန်ကော့ဆက်များကဘယ်တော့မှမင်းကိုအမိမပြဲမင်းမီကိုအလားတပါအဖြစ်တန်မိုးထားကြသူများဖြစ်သည်တောင်ကုန်းတစ်ခုပေါ်မှာရန်သူခြေနေကိုမှန်ပြောင်းတဲ့လမ်းကြီးသည်တမန်ပြော့ပြော့အကွာမှာရန်သူကတိုက်ပွဲဆောက်ပြနေသည်ကိုတွေ့ရ၏ရှေးဟောင်းစစ်စင်နေတိုင်းလှမ်းပြစ်တက်ကိုရှေ့တန်းတင်နိုင်သည်သူကဒါကိုခေါင်းမော်ရဲမြောက်ပြီးရှေ့ဆုံးမနေရယူကောင်အမိန်ပေးလိုက်သည်ရှေ့မမန်စီဘီတန်တော်ထပ်ပြီဆိုရင်ကဂရီကိုကြီးမြင်းကနှင်းဖုံးနေသည်ပူရင်းဒရင်ကိုနေမိပြီးလေးကြောင်လို့ဖြစ်သွားသည် သူလိမ့်ကြမလို့ဖြစ်သွားတော့စိတ်တူတူနဲ့မြင်းနောက်ပိုင်းကိုတပြားပြင်းရိုက်လိုက်သည်မြင်းကြီးကတကယ်တတိကဲစစ်မြင်းကြီးဖြစ်သည်သို့တော့ vision scar မှာသူငါးစီးခဲ့ဒီမှာနှစ်ရက်ပဲရှိသေးသည်ထို့ကြောင့်သူနဲ့မြင်းတယောက်ထားတယောက်မသိမ့်မသိသည်ဘွေးတဲ့မြင်းတကောင်မှန်းတော့သိသည်သို့တော့သူ့စိတ်ကိုသိမ့်မသိအချိန်တိုင်းသူနာခံမမလားဟုဂရီကိုတွေးပူနေသည်တပြားပြင်းတစ်ချက်ရိုက်ခံရတော့တအားဆောင်ပြီးဒုံဆိုင်လျော်သည်သူလွင့်ကြမလို့ဖြစ်သွားပြီးမင်းထိန်ထားလိုက်ရသည် ပြည်နေရင်မှာစစ်ချုပ်ကိုလွတ်ထားပေးပြီးစီရောမြင်းစီသမားထားကိုမြင်းကတီသွားသည်မြင်းကနှရဲနှစ်ဖက်နောက်ကပ်ထားပြီးအသက်ကုန်ပြေးနေသည်ဂရီကိုကချင်းနေခွင်းနှစ်ဖက်ထဲတွင်ဖနက်ကိုဖိကောင်ကိုကိုရှိကိုင်းလျင်ပဇတ်ဟာဘီလီကိုအားအပါးရှူရင်ဆက်၍ကဆုံဆိုင်နေသည်နောက်မှကက်လိုက်လာသည့်မြင်းခွန်တန်နေနဲ့မြေပြင်တိတ်တိတ်တုန်နေသည်ရင်သူနဲ့နီးလာလေလေရင်ခုန်လေဖြစ်လာလေသည်ပြီးတော့ကြောက်စိတ်တွေဝင်လာသည်ပြီးတော့ဖုံပြနိုင်သည့်စိတ်လုံချမှုတွေလေဝင်လာသည်ရင်ဆန်အန်ဒီကစိတ်ထက်ကျွတ်တထားရီဘေးပြောက်ကုန်မသိဖြစ်သွား၏ သို့သောတုံညာနိုင်တို့ရောက်ပြီးရန်သူနှင့်ရင်ဆိုင်သည့်ကောင်စိတ်ထင်းနိုင်တော်သည်တစုံတယောက်ကသူ့ကိုအဝေးမှကြည့်နေလျင်သူ၏အဖြစ်အကွက်ကြကြလို့ရှာနေသည်ကိုတွေ့ရမည်ဖြစ်သည်အပြေးချီလာနေသည့်တက်နေတဲ့နီးသည့်ထဲနီးလာပြီသူယူမှာတအားပြေးဝင်လာတော့အုံခွန်အောင်မြင်မောကတယောက်ကိုရွေးလိုက်သည်တန်နီဘိုကသူ့သားကိုဝှေ့ကဝှေ့ကဖြင့်ဝင်လာသည်နေအောင်တွင်ငွေအောင်တဝင်းဝင်းဖြင့်ဝင်လာသည်သာသည်သူ့ချင်းငင်းကိုတိုက်မိကမီးပွင့်တော်သည်ထိုတည်တင်းကားတွင်သူ့ကိုဂရီကိုမှတ်မိလိုက်သည်ကာဂျင်ကွန်မြူနတီတယောက်ပဲ 1910ခုနှစ်ဂျာမန်နဲ့စစ်ပွဲကပြန်လာစဉ်သူ့သက်အဆိပ်ရွယ်လာပဲရှိသေးသည်။သူနဲ့အတူဘော်ရှိဗေတွေးခေါ်များလေးပါလာခဲ့သည်။ထို့ကြောင့်တက်နေရရောက်သွားခြင်းဖြစ်သည်။ထိုဘိုးကဓားကိုပင့်ပြီးဟန်ပါပါပြေးဝင်လာနေသည်။ဒီတိုက်ခိုက်နေမှာစီးအပြဝဲများရင်သာအလားကြီးဖို့ကောင်းသည်ဓားအပြနီဖြစ်သည်။ဂရီကိုကမြင်းဆက်ကြိုးကိုအသာလှုပ်ပစ်လိုက်တော့သူ့မြင်းကအလိုက်တတိအရှိန်မြင်ပြေးထွက်သွားသည်။ဒီလိုရင်ဆိုင်တိုက်ပွဲဆင်းရဲသည့်ခါတိုင်းဂရီကိုရင်အကျင့်တစ်ခုရှိသည်။သူဒီကလေးဘွားကဖယ်တယ်ဖြစ်သည်။ ဇွန်ကိုညာလည်းနဲ့ကောက်ကန်တီတိုင်းဘဲလက်ကိုချစ်ချင်းပြောင်းပြီးစားတော့လေးရှိသည်အဖေကလက်ကို ခောက်ပြီးစုံမတော်လေးဒီချင်းပြောင်းထို့ကြောင့်သူ့ကိုတငယ်ချင်းတွေကဘဲတန်ဂရီကိုဟုခေါ်ကြသည်လက်အခါခံများတော့ဆယ်နှစ်တလောက်တွေညာလက်ကိုတုံးတက်လာတော့လေးသူ့ဘဲလက်ဒီညာလည်းနဲ့ပြန်တူအသုံးဝင်စေဖြစ်သည်ထို့ကြောင့်ရင်ဆိုင်တပွဲများတွင်ရန်သူမျက်စိလျောင်းသူ့လို့တက်သည်ညာလည်းဖြင့်ထုတ်ခုတ်ဖို့အတင်းဝင်လာပြီးမှမြင်းနေကောင်ရင်ဆိုင်တွေ့သည့်ကတဖက်သို့ဖြတ်ကနေကိုယ်ကဓာတ်ကိုဖက်ဖက်ပြောင်းခဲ့ပြီးရန်သူဟန်ချပြက်တွင်အတင်းဝင်အတင်းထုတ်အတင်းခုတ်လို့တော်သည် ယခုလေစင်မီဂလက်ဆော့ဟုခေါ်သောထုပ်ပုတ်ကိုမြင့်မမာကာငနေကြသွားသည်ဂရီကိုကကိုကိုပြတ်မဲ့ပြီးချင်းရင်းကင်းမော်တွင်မတ်တက်ရလိုက်သည်နောက်တစ်ယောက်ကစိုးဝင်လာသည် မြင်းဆက်ကြိုကိုတအားဆွဲကဘယ်ရင်ညာနှင့်ဘယ်ညာနှင့်ရန်သူဒါချက်ကိုရှောင်းကရန်သူကောင်းကိုပိုင်ချနိုင်ခဲ့သည်ကောဆက်နှင့်အနီတို့ရွရွတ်တဲတိုက်ပွဲကြတွင်နောက်ဖက်ကိုပြန်ကြည့်လိုက်တော့ဒုံဆိုင်လာနေသည့်သူ့မြင့်တက်သားတွေကိုလှမ်းမြင်ရသည်ဒါကိုတိုင်အင်တွင်ပြန်သိမ့်ပြီးပစ္စတိုကိုဆက်ထုတ်ကရှေ့သို့ပြင်းချသည် နောက်ဖက်မှာကိုဆက်တပုံတွေကတောင်ပြိုကမ်းပြိုလှိမ့်လင်လာကြသည်သူနေပြည်တွင်မြေခွေးကြီးအုပ်ထုပ်နေတစ်ချက်တရကက်လိုက်လာသည်သူမျက်နှာတွင်ဒဏ်ရာတွေနဲ့ရင်ဘတ်တစ်ခုလုံးသွေးတွေရွှေလင်းတန်နီတွေကလည်းအလုံးရင်နဲ့တက်လာနေပြီရှေးကိန်းနေရာမှာချန်စီယိုနေပြည်တွင်ခြုံကုန်တိုက်ခတ်ဖို့ခြုံမှုတီတွေတွင်ဝေ့လျက်သည်မြင်းကိုလေးနဲ့အတူအသက်ကုန်စီရင်អော်ပြီးအမိန်ပေးလိုက်သည်တက်ဖြန့်တက်ကိုဆက်တွေစစ်ကြောင်းနှောင်းခွဲပြီးအတင်းရှိတို့သွားသည်ကြောက်ဆောင်တွေကြောင့်မြင့်မကြီးမှာချောင်းနဲ့တွင်ကိုယ်ထွက်သွားသည်နိ တောင်ကျောပေါ်မှာပြိုဆင်းလာသောတက်ညီ၍မြင်းခွင်းထဲသို့အထင်းသောင်းဝင်လာသည်။ဤတွင်ခြုံငူကော့ဆက်အဖွဲ့စီမှဆက်တနက်အတွဲလိုက်ဆွဲတဲ့နေစူးစူးညံ့ညံ့ထွက်လာသည်။ပြီးတော့နောက်တရေနောက်ဆက်တိုင်းတက်ညီမြင်းတကောင်မြစ်စီသမားနဲ့အတူဂျွန်းဆိုင်ကြသွားသည်။ပြီးတော့နောက်တကောင်နောက်တော်ဆက်တိုင်းအတုံယုံခြုံကိုသမားတွေကကြီးကဲထဲတွင်တထောင်မကျန်ကုန်သည့်အထိအားရပါးရဆွဲကြသည်။နေမြမော်တွင်ပြန်လည်ပြေးသူတွေနောက်ကိုကော့ဆက်တီကဆွဲလိုက်ကြသည်။သို့တော့အဝေးကြီးတီမလိုက်။မြင်းတွေပန်းလာပြီ။တမန်လောင်းရောက်တော့ပြန်လည်လာခဲ့ကြသည်။ လက်တစ်ဖက်ပြက်အလက်စီရှမီတယောက်တည်းကရန်သူ၃ယောက်ရှင်းနိုင်ခဲ့သည်တက်နီအလောင်းတွေအနီးတွင်ကော့ဆက်တွေစုပြီး secret တောင်းနေကြသည်ချူရီဆက်ဆက်နေနေသည်မြင်းတွေက hold စုတည်သည်ကော့ဆက်တွေကသူတို့မြင်းကုန်းကြီးနဲ့ကကြိုများတိတိတက်ဖြစ်အောင်ပြန်တက်မဲ့ပေးကြသည်ဂရီကိုက protocol နဲ့အတူအချောင်း၅ယောက်ချန်လျက်ခက်ဖြစ်ဖြစ်ဆက်စီးသွားသည်တိုက်ပွဲမဆောက်ခင်တော့အတိုင်းနေအောင်ချီဆက်ပြနေသည်နှင်းနှင်းပြောစားပြုတ်နေပြီရွာစီယိုစီမှာအဆောက်ကလေးရောအော်တန်ကြားနေရသည်နေဦးရင်နဲ့တင်းလာနေပြီ။ ွေညီနဲ့နီးပျောက်သွားပြီးအဖြူရောင်နှင်းလင်ပြင်တွေဂရီကိုတယောက်လန်းလန်းဆန်းဆန်းပြန်ဖြစ်လာလေသည်အခန်းရှင်ကိုဆက်တို့ဤနေမြေမှာဒုံမြင့်ဤရှိပဲချံမိုင်းသောရံပက်လေးကျေဝန်းလေသည်မြင်းတသားအင်အားမှာ2500ရှိပြီးခြေလင်းက1000ဖြစ်သည်ခြေလင်းတသားအများစုမှာဒုံမြင့်ညပိုင်းရောက်သားများဖြစ်သည်စစ်ပွဲတွေကဘယ်တော့မှလည်းမတူအောင်ပြင်းထန်လာသည်ဒိုနီစ်တနေလုံးကိုအစိုးရတပ်ဖြူတွေကတင်ထားပြီးအပြင်းထန်ထိုးစစ်ခြင်းမှုပြင်းနေသည်နောက်ဖက်တွင်တက်နီတရင်ရှင်နှင့်ကိုကတက်ဖြူတွေကိုတိုက်ဖို့ပြင်းနေသည် ခြေအနေရှုပ်ထွေးလျက်ရှိသည်။တပုံတပ်တွေကလက်နက်အင်အားချုပ်တက်ကြသည်။ပထမပိုင်းတွင် rifle ပင်မြန်မြန်ဆဆမရှိ။နောက်ကြီးစက်မလုံးလား။ရန်သူကိုညှတိုက်ပွဲတွေဆင်ရန်သူစခန်းတွေကိုအလင်းဝင်စီပြီးလက်နက်ခဲယမ်းမိကြောင့်စုရသည်။1919ခုနှစ်အီဗီလာတွေရောက်သည့်အခါတပုံတို့လက်ထဲတွင်အမြောက်ကြီး၈လက်စစ်တပ်150တိရှိလာပြီ။တပုံစတာစင်က Vincents ကဂူတော်ကြီးတစ်ခုရဲ့တွင်ကြီးခွန်၅တန်းဖြင့်စားခဲ့သည်။ရွာများတွင်တွေ့သည်မ။တန်တွင်ကြီးတွေကိုစုကောင်ဗဘဲစရာတွေကိုစီယုံပြီး အရေးကြိုး၍ရမ်းအောင်လုပ်ကြသည်တက်နက်လုပ်ကြသည်ခဲရှာသဖြင့်ကြီးနှစ်ခဲတွေကိုဆက်ရုံနေမှအလူခံ၍လက်နက်ခဲရမ်းမိကြောင်လုပ်ခဲ့ကြသည်ဂျုံဆက်မှန်သည်များမှဆက်တွေ့အားလုံးအခွန်ကြီးကြံသည့်အထိလက်နက်ကုန်ကျန်ဖြစ်သွားသည်လူငယ်လူရွယ်တွေကမြေကြီးရဲ့တူပြီးဘုံစံချီစံတွေရှာကြသည်အိမ်တွေရှိရှိသမျှကြီးတွေတန်တိုအစနာမသည့်အိမ်ရှိမာတွေကိုအနီးဘက်ကဟူ၍ဆွဆဲပြီးဗီယင်ရှင်စကားသို့ပို့သည်လုံချီစံများလုံတဲ့နဲ့များသည့်ခိုက်တော်အများသာပြည့်တော်လေထိလင်မှုအလွန်ခဲစေပြင်းသည် တပုံအင်အား3500ကိုတရင်ကရင်အထုတမတစ်ခုဖွဲ့ပြီးဂရီဂိုမီလက်ကောက်ကိုတရင်ဒီရင်တက်မှုရူအန်နေလိုက်သည်သူတရင်ကအနီးတက်ဒီကိုစက်တိုက်ပြက်သက်အောင်ပွဲခံနိုင်ခဲ့သည်သို့သောအထက်ပိုင်းတို့ကမထိုးပေါက်နိုင်သူတို့၏ပုံကံမှုသည်ခိုးပေါက်စ်နှင့် S မြောက်ပိုင်းဘက်ထိမပြတ်နိုင်ခဲ့ပေဒွန်အထက်ပိုင်းဒေသကဆိုဗီယက်ကိုထောက်ခံသည့်နေမြများဖြစ်သောကြောင့်သူတို့ဖောက်ထင်းစည်းရုံးခြင်းမပြုတ်နိုင်ခဲ့ကြလက်နက်ဆွဲကိုင်းပုံကံမှုနားမချနိုင်ခဲ့ကြပါ ယူကရိန်းတောင်ပိုင်းဆိုရင်လုံးဝအနီးနယ်မြေဖြစ်သွားပြီးလူငယ်တွေကိုစီးရုံနိုင်ခဲ့၍ယူကရိန်းလူငယ်တို့သည်ကော့ဆက်တပုံနှိမ့်နှင်းသမားများဖြစ်လာခဲ့ကြတော့သည်ဤသို့ပြင်ကော့ဆက်တို့တပုံထားခြင်းသည်ဒွန်ဒေသတစ်ခုလုံးကူးဆက်နိုင်ခြင်းမရှိတော့ပေနောက်ဆုံးတွင်ကိုယ့်အိမ်ကိုယ်ရာကိုကာကွယ်ဖို့ပင်အနိုင်နိုင်ဖြစ်လာသည်ဤသို့ပြင်မကြခင်တက်နီတို့ဤချေမုန်းခြင်းခံရတော်မူအခြေအနေသို့ရောက်လာတော့သည်မလာ31ရက်နေ့တွင်ဂရီကိုအားဌာနချုပ်ကညီလာခံတက်ဖို့ခေါ်သည်လက်ထောက်ဖြစ်သူရာဖစ်ကော့ကိုတာဝန်တွင်လွှဲခဲ့ပြီးအော်ဒလီပရိုခွန်နဲ့အတူမနေ့ဆော့ဆော့ထွက်လာခဲ့သည် ဌာနချုပ်တို့ရောက်တော့ဗိုလ်ချုပ်ကူဒီနောကခိုးဘတ်စမရလာသည့်စက်သားကိုအောင်းငေါပြီးမိခွန်းနေမိနေသည်အဲ့ဒီကိစ္စမိခွန်းရင်ရောဘလို့မြင်လဲကိုစက်ရဲဘောကမယွတ်မယဲနေဟုတ်ဟုတ်ကဲ့ဘလို့ပြောရမလဲကျွန်တော်မြင်တာကတော့အားလုံးမြင်တဲ့အတိုင်းပါပဲလူတွေကြောင့်ဗိုလ်ချုပ်လည်းသိပါတယ်သူတို့အားလုံးကြောက်နေကြတယ်သူတို့တော်လန်ရေးတွေပါကျင်ကြပါတယ်ဒါပေမဲ့ကြောက်နေကြတယ်ဗျလောက်တော့လောက်ချင်တယ်မလို့ရေဘူးဟုတ်လားကိုဒီနောကဆက်မိလိုက်သည်ကောက်မလေးယူလား ချစ်တော့ချစ်တယ်အမေဆူလိုက်မယ်ဆိုတာမျိုးလားမင်းပြန်တော့မင်းအထက်လူကြီးတွေကိုပြောနောက်ထပ်တစိတ်တစိတ်တောင်ပို့မပေးနိုင်ဘူးကိုအားကိုကိုလို့မင်းတို့မှရှိရင်အားနဲ့တက်နေတယောက်ချင်းစီဖမ်းပြီးကျိုးပစ်တတ်လို့ရတယ်ထိုစဉ်နေနှခမ်းမွေးနဲ့တူရချာခင်နဲ့လူဝဝတယောက်အခန်းထဲဝင်လာသည်ကုဒီနော့ကိုခေါင်းတစ်ချက်ညိနှုတ်ဆက်ပြီးခုံတစ်ခုံနဲ့ဝင်ထိုင်သည်ဂရီကိုကသူ့ကိုလုံးဝမမတ်မီခန့်ညာသည်သူ့မျက်နှာကိုငေးကြည့်နေသည်အသားရည်မှာညုံမောင်းတော်လေနေလောင်ထားခြင်းမျိုးမဟုတ်လက်တွေကဖြူဖြူပွပွညွညွနေနေ သူ့ကိုမေးထိုးပြပြီးကူဒီနိုကဂရီကိုကိုလှမ်းပြောသည်မီလက်ကဒါကရဲဘော်ဂျော်ဂျီဒစ်ကသူကသူကငွေခပက်ကွင်းကိုပုတ်နေရာမှာရက်သွားပြီးဆက်သားပဲလှည့်ပြောလိုက်သည်ကဲမင်းသွားနိုင်ပြီငါတို့ဒီမှာလုပ်စရာတွေရှိသေးတယ်ဟိုရောက်ရင်ငါပြောတာတွေပြန်ပြောလိုက်ကြားလားအရေးရှိရှိကိုဆက်ဆက်သားကအုတ်ထုတ်ချပြီကျွန်တော်တခုစီရင်ခံမြစေခမကျွန်တော်ထက်လူကြီးတွေပို့ခိုင်းတဲ့တဲ့ရင်ကျွန်တော်ပို့ရပါပြီဘိုးချုပ်ပြောခိုင်းတာတွေလေပြောလိုက်ပါမယ် ဒါပေမဲ့ကျွန်တော်ကိုအောင်းငေါပြီးအပြောပြတာအကြောင်းမရှိဘူးထင်ပါတယ်ပထမကျွန်တော်တို့ကိုတက်ဖြူတွေကအော်တယ်နောက်တက်နေတွေကဆေးခုကျွန်တော်တို့ဘူဂျိုကအော်ပြန်တယ်ကျွန်တော်တို့ဘောကကြာလီဆိုးလီဖြစ်နေပါတယ်ပြောပြီးအုတ်ထုတ်ကိုစောင့်ကြည့်အောင်ကြည့်စောင့်အောင်အခန်းထဲမှာထွက်သွားလိုက်တော့ဒီဝရဏရောက်တော့ပို့ဒေါသထွက်လာပြီးအပြင်းအခါကိုဝုန်းနေစောင့်ပေးလိုက်ဒီကြီးပေါင်မှာပလတ်စတာတွေကွာကြကုန်သည်သူထွက်သွားတော့ဘူဂျိုကိုရီနိုကပြုံပြီးမှတ်ချက်ချသည်အင်းဒီနေ့လူတွေပြောင်းလဲလာပါပြီဗျာ 1919ခုနှစ်နှွေဦးကအစ္စတာဘိုရောရံမှာကျွန်တော်ယထာစီနဲ့ခီးထွက်တယ်။ရာထွန်းတဲ့အချိန်ပေါ့ကော့စက်တွေလွတ်လွတ်လပ်လပ်လေထုံနေကြတယ်။လမ်းတွေကဘာထွန်းနေထဲတွေနဲ့ထိုးကြလန်ကြလုံးနေရ။ကျုပ်ကဆင်းဟောင်းတာပေါ့။ဟေးမင်းတို့လမ်းကိုဘာလို့ဖြတ်တာလဲ။မင်းတို့တယောက်ကချက်ချက်လန့်လန့်နဲ့ဖြေ။ကျွန်တော်နောက်မလို့တော့ပါဘူးတဲ့ဗျ။လမ်းမှာနှစ်ယောက်သုံးယောက်အဲ့ဒီတိုင်းတွေ့ရင်ပထမလူလူပဲတောင်းပန်ကြတယ်။နောက်တနေ့မှာအဲ့ဒီတိုင်းထက်တွေ့ရင်ကျုပ်ကထုံးစံတိုင်းခေါ်ဟောက်တာပေါ့။ဒီတယောက်ကဘလောက်ကောင်းကောင်းအသက်ငယ် ဟေးကောင်လောင်းဘသူခွင့်ပြုလို့မင်းကလမ်းပေါ်တဲထုံနေရုံလို့ငေါတော့သူကကြွက်ကိုစိုက်ကြည့်ပြီးနွားလေးစီပြန်လျှောက်သွားတယ်။အီယာမတန်တရင်ကြီးကိုကမ်းပြီးပြန်လာပါလေရော။ကြုတ်ရထားရှင်းနေမော်ကိုခြေတော့တင်ပြီးဒေါသကြီးပြန်ရော်လေဗျ။ခမရကဘသူတော့ဘာကောင်းတော့။ခမရတို့ကကြုတ်တို့သွေးတွေကိုဘလောက်ကြကြဆက်ဆုပ်နေမှလဲ။ခမရကောင်းမှကြုတ်တစိခက်ပေးလိုက်မိတယ်။သူကတန်တရင်ကြီးကိုမျှလိုက်တော့ကြုတ်ကလျှော့ချလိုက်ရတာပေါ့။ဟေးအီဗန်ငါကနောက်တာပါလို့ကွာ။သူကမလျှော့ဘူးဗျ။ကျုပ်နဲ့မအီဗန်မဟုတ်ဘူး။ ဤဗန်အိုစီဟိုပဲခမရရင်ကြီးကြီးမပြောရင်ခမမျက်နှာဆုပ်ပြတ်သွားအောင်ကျုပ်လုလိုက်မယ်ခူရင်ကကောင်းလေးလို့ပေါ့ကွာအဆောက်ကတော့ရိုးရိုးကျိုးသူ့တိတ်ခါကိုထိပါလာတော့အမောက်ထောင်လာတယ်အဲ့ဒါလူတွေရေတုံ့ပြန်မှုကွာငါတို့ဂုံရွမယ်ကော့ကိရှက်လူမျိုးအရာရှိကကန့်ကွက်တယ်ဒါဂုံယူစရာမဟုတ်ပါဘူးဗျာမယူရဲတွေပါပြီးတော့ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်တယ်